Hi guys ကပမှာအအောင်ပွဲစရာနေရာတွေတဲ့မှာပိရမစ်လက်ပါတယ်ဆိုတော့ဒီပိရမစ်ကိုဘယ်လိုတည်ဆောက်ခဲ့တာဘသူကတည်ဆောက်ခဲ့တာဒီပိရမစ်ကတတန်ဘလောက်ကြာပြီးဘာကြောင့်တည်ဆောက်ခဲ့ရလဲဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြပေးသွားမယ်နောက်ထပ်ဒီပိရမစ်တဲ့မှာပြထူးဆန်းတဲ့အရာတွေလည်းအများအရှိတယ်ဖြည့်ရှင်းလို့မရတဲ့အရာတွေလည်းအများအရှိတယ်အားရအကုန်လုံးကျွန်တော်ရှင်းပြပေးမယ် Welcome to my channel Milky Vision first ဒီပိရမစ်နဲ့ပတ်သက်ပြီးရကျွန်တော် လေ့လာကြည့်တဲ့အပေါ်မှာဒီပိရမစ်ရဲ့တတန်ကပြ၄000ကျော်ပါပြီပြီးတော့သူ့ရဲ့ပေရပြဘလောက်မြင့်လဲဆိုတော့480မြင့်တယ် ပေပေါင်း480မြင့်နဲ့ဒီပိရမစ်ကပြအီဂျစ်နိုင်ငံမှာရှိတဲ့ဂီဇာဆိုတဲ့နေရာမှာပဲဖြစ်တယ်ကျွန်တော် before chris 2000ကျော်လောက်မှာဘယင်းနေရဒီအောင်တိဆောက်ခဲ့ရဆိုပြီးတော့တမိုင်းမှာလည်းဖော်ပြထားတယ်အများရှိတယ်ဒီ pyramid ကိုတိဆောက်ဖို့အတွက်ကို20ချိန်ကြာတယ်ကျုံပေါင်း3000ကျုံနဲ့တိဆောက်ထားရဆိုပြီးတော့တမိုင်းမှာရှိတယ်ဆိုတော့20ကြာတိတိကိုတိဆောက်တယ်ဗျာဒီလောက်အချိန်ကြာရေးပြီးဘာလို့တိဆောက်ရမှာလဲဆိုတော့အဲ့အတွက်လည်းအဖြေရှိတယ်ဗျာ before chris နှစ်ထောင်ကျော်လွန်ခဲ့တဲ့နှစ်၄ထောင်အရင်တော့ဟာဗျာကျွန်တော် egypt နိုင်ငံမှာရှိရလူတွေကဘလို့မျိုးအယူဆတွေရှိလဲဆိုတော့သူတို့ after death ကိုသူတို့ကအရင်ဦးစားပေးတယ်ဗျာဘလို့လဲဆိုတော့တေဝါယူဆိုရင် तू ကလည်းအဲ့မှာရှိတဲ့နေရာမှာ तू ပြန်နေထိုင်လို့ရတယ်ဗျာပြန်ပြီးတော့ရှင်သန်နေထိုင်လို့ရတယ်ဆိုတော့အဲ့လိုမျိုးအယူဆတွေကအများကြီးရှိတယ်ဗျာသူ့ကိုအခုမြင်မြုပ်ပြီးသွားပြီဆိုရင်သူ့ရဲ့စီးတဲ့အဥ္စာတွေ तू ကြိုက်တဲ့အရာတွေသူ့ထည့်ပေးရမယ်ပြီးတော့ तू ကတေသွားပြီဆိုရင်လည်း तू က after death မှာ तू ကလုံအောင်ပြန်ရှင်သန်တယ်ဒီလိုမျိုးယုံကြည်မှုရှိတယ်ဗျာ after death ကိုသူတို့ကယုံကြည်ကြတယ် ။နောက်တဲ့အီဂျစ်နိုင်ငံမှာဘယ်လိုရှိလဲဆိုတော့တခိုးမှုတွေအများကြီးပြီးတော့ခိုးမှုတွေအများကြီးတယ်။အဲ့တခိုးတွေကဘယ်လိုခိုးလဲဆိုတော့ကျွန်တော်တို့ဒီအခုပြတထေးသားတယောက်တေးွားတယ်ဘရင်တယောက်တေးွားတယ်နိုင်ငံတခုလုံးအုပ်ချုပ်တဲ့ဘရင်နဲ့မြို့အုပ်ချုပ်တဲ့ဘရင်နဲ့မတူသေးဘူးပြဆိုတော့ဒီဘရင်တို့တထေးသားတို့တေးွားပြီဆိုရင်သူတို့နဲ့တက်ဆိုင်တဲ့စီးတဲ့အဥ္စာတွေပြီးတော့သူတို့နှစ်သက်တဲ့အရာတွေအကုန်လုံးအဲ့ဒီဘရင်အလောင်းနဲ့တူထဲ့သွင်းနေရှိတယ်ဆိုတော့ထဲ့ပေးလေးရှိတယ်ပေါ့ဗျာသူအဲ့အလောင်းမမြုပ်ခင်မှာအဲ့ဒီအရာတွေသူကထဲ့ပေးပြီးတော့မြုပ်နေရှိတယ် ဒါပေမဲ့အဲ့မှာရှိတဲ့သခိုးတွေကဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီအုတ်ကူကိုသူတို့ကပြန်တူးပြီးတော့အဲ့မှာရှိတဲ့စီးရဲဥစ္စာတွေသူတို့ကယူပြီးတော့သူတို့ကပြန်ပြီးနေထိုင်ကြတယ်။ဒီဟာတွေအုတ်ကူကနေပြီးတော့တူးယူပြီးခိုးတဲ့သခိုးတွေရရှိတယ်။ဆိုတော့ဒီတော့ကမှသူတို့ကဘယ်လိုစီးခြင်းလဲဆိုတော့ဘယင်းတို့တထေးသားတို့တည်ွားပြီးဆိုရင်အဲ့ဒီအလောင်းကိုသူတို့ကမြုပ်တယ်။အဲ့ဒီအလောင်းနဲ့တူသူတို့ကဒီပစ္စည်းဥစ္စာတွေအများကြီးထည့်ပေးတယ်။ အဲ့ဒီအပေါ်မှာသူကကြောက်တုံးတွေပြန်ခင်းတယ်ဗျာသူကကြောက်အကြီးတွေပြန်ခင်းတယ်ဗျာတခိုးတွေကအဲ့ကြောက်ကိုကြော်ပြီးတော့ယူလို့မလွှဲအောင်ဗျာသိတယ်မလားကျွန်တော်တို့ဒီကြောက်ခင်းလိုက်ပြီဆိုရင်တခိုးကကြတော့အဲ့ဒီအောက်မှာရှိတဲ့ဒီဂူတွေကနေပြီးပစ္စည်းတွေယူဖို့ကမလွှဲတော့ဘူးဒီလိုမျိုးအခြေအနေမျိုးမှာဗျာနောက်တဲ့ concept တစ်ခုလည်းရှိတယ်ဒီ pyramid ကဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်တို့ဒီဘယင်တယောက်တိဆောက်တာပဲဖြစ်တယ်အဲ့ဒီဘယင်နာမည်ကကျတော့ King's Nephro လို့ခေါ်တယ်။ဒီ King's Nephro ကသူကဘလို့ဖြစ်ချင်လဲဆိုတော့သူတည်သွားပြီဆိုရင်လည်းသူ့ရဲ့ပစ္စည်းဥစ္စာတွေသူကအကုန်လုံးတည်သွားမယ်ဗျာ။ဆိုတော့သူကဒီသူ့ရဲ့အုတ်ကူမှာပဲသူအဲ့ဒါကိုသူယူ ထားမယ်ပေါ့သူ after death မှာလဲသူကအဲ့လိုမျိုးယုံကြည်မှုတွေရှိတဲ့ပုံမှာဒီပစ္စည်းရဲ့သူယူသွားမယ်အဲ့ဒီတော့သူကပေးရမျိုးသူကတိဆောက်တယ်ဗျအဲ့ဒီ king nafra ဘယ်လိုလဲဆိုတော့သူပထမအရင်ဆုံးသူအသေးရေတိဆောက်တယ်အသေးတွေသူက satisfy မဖြစ်ဘူးဗျစိတ်ကျဉ်တတ်မှုမရအောင်အသေးနှစ်ခုသူကတိဆောက်ပြီးွားပြီဗျနောက်တဲ့အကြီးနှစ်ခုသူကထပ်ပြီးတိဆောက်တယ်ဗျ โอเคဒီရောက်နံကလုံလောက်သွားပြီငါတေသွားပြီဆိုရင်ဒီထဲမှာငါ့ကိုမြုပ်ပြီငါရဲ့စီးတဲ့ဥစ္စာကြီးလက်ဒီရဲ့မှာငါ့ကိုထည့်ပြီးဆိုပြီး तू ကစိတ်ကျဉ်တတ်မှုရသွားတယ်ဒါပေမဲ့အလဲမှာအိုက်တက်ပို့ပြီးကြီးမားတဲ့ပိရမစ်တစ်ခုရှိသေးတယ်ဗျအဲ့ဒါကိုပဲ great pyramid လို့ခေါ်တာဆိုတော့အဲ့ဒီ great pyramid ကိုဘယ်သူကတိဆောက်ထားလဲဆိုတော့ the king nefru ရဲ့တာ king kufa လို့ခေါ်တယ် the king kufa ကသူ့အဖေ nefru တိဆောက်ထားတဲ့ pyramid တွေ तू ကပို့ပြီးတော့အစပေါင်းများစွာကြီးကျင်ခဲ့တာဗျ အဲ့ဒါကြောင့်အလဲမှာသူတိဆောက်တဲ့ပိရမစ်ကအကြီးဆုံးဖြစ်နေတာဆိုတော့သူ့ဖေကဒီလောက်ထိတိဆောက်ခဲ့တယ်ဗျာသူ့ဖေဖြစ်တဲ့ King Nefru ကဒီလောက်ထိတိဆောက်ခဲ့တယ်သူကအဲ့ဒီ record သူကရိုက်ချိုးချင်တာဗျာသူတိဆောက်တဲ့ပိရမစ်ကသူ့အဖေတိဆောက်တာတည်းပို့ပြီးကြီးနေရမယ်ဆိုတော့သူ့အုပ်ကူကလည်းအဲ့ထဲမှာရှိရပဲသူ့ရဲ့စီးရဲဥစ္စာတွေလည်းအဲ့ထဲမှာရှိရမယ်ဆိုပြီးသူကအဲ့ဒီကြီးရွက်ချက်နဲ့အဲ့ဒီပိရမစ်ကိုတိဆောက်တယ်ပြီးတော့သူတေဝါတဲ့ခါကျတော့လည်းအဲ့ထဲမှာသူ့ကိုကူသွင်းတာရှိတယ် โอเคအခုဒီပိရမစ်ကိုဗျာဘသူကတိဆောက်ခဲ့တယ်။ဘာကြောင့်တိဆောက်ခဲ့တယ်ဘလောက်အချိန်ကြာပြီလဲဘလောက်ပေမြင့်လဲဆိုတော့ကျော်ရှင်းပြပေးသွားပြီဖြစ်တယ်။နောက်ထပ်ဗျာဒီပိရမစ်ထဲမှာထပ်ပြီးဖြည့်ရှင်လို့မရတဲ့အရာတွေအများကြီးရှိတယ်ဗျာ။အဲ့တော့ကျွန်တော်ပြောပြပေးသွားမယ်။အီဂျစ်ဆိုတဲ့နိုင်ငံကဗျာအရန်ပူပြင်းနေဗျာ။ဒါပေမဲ့အဲ့ဒီပိရမစ်ထဲမှာဗျာလုံးဝ20 degree Celsius အေးနေတယ် ျွန်တော်ဒီအိမ်မှာရှိတဲ့ air con ဒီမှာမြေဥမှာပါ16 degree တို့ဒီ20 degree တို့20ဆိုရင်ပြလုံးဝလုံလောက်တဲ့အေးအေးဓာတ်ကိုရနေပြီဗျာဒါပေမဲ့ तू ကအဲ့ထဲမှာဗျာအဲ့လိုမျိုးဆက်ပစ္စည်းဘာမှမသုံးဘဲနဲ့အထဲမှာ तू automatic အေးနေတာဒါဘာကြောင့်လဲဆိုတော့ construction တိဆောက်မှုနဲ့ဗျာ तू ကဘယ်လိုမျိုးဆက်ပစ္စည်းတွေမသုံးဘဲနဲ့ तू ကအထဲမှာဘယ်လိုမျိုးအေးအောင် तू ကလုပ်နိုင်တာလဲ ဒီ2010ကျော်လာပါဗျာအဲ့ဒီပိရမစ်တဲမှာ gallery hall ရှိတယ်ဆိုပြီးတော့တွေ့ရှိခဲ့တယ်ဗျာ gallery hall ဆိုတော့ကျွန်တော်တို့ဒီပြတိုက်မှာမြင်ဦးမှာပါလုံးဝဒီအရှိလိုက်ဗျာ hall တစ်ခုအရှိလိုက်ဗျာအဲ့မှာဘေးမှာပြတိုက်တွေပုံရိပ်တွေအများကြီးရှိမယ်ဆိုတော့လည်း gallery hall တစ်ခုလို့အဲ့ဒီ pyramid တဲမှာရှိတယ်ဆိုပြီးတော့လည်းတွေ့ရှိခဲ့တယ်ဗျာနောက်ထပ်ဒီ pyramid တဲမှာဗျာ underground လမ်းကြောင်းတွေလည်းအများကြီးရှိတယ်အပေါက်တသိလေးတွေအများကြီးရှိတယ်အဲ့ဒီအပေါက်တသိလေးတွေထဲမှာလူတော်ဝင်လို့မရဘူးဗျာဒါပေမဲ့အထဲမှာတော့လမ်းကြောင်းတစ်ခုရှိနေသေးတယ် ဆိုတော့ဒါတွေကဘာကြောင့်လဲဒါတွေသူတို့ဘာကြောင့်သူတို့ဖန်တီးခဲ့တာလဲဆိုပြီးတော့လေမေးခွန်းတွေအများကြီးရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗျာဒီ2015နောက်ပိုင်းမှာ mini robotically တွေအရခက်စားလာတယ်ဗျာဆိုတော့စက်ရုပ်သေးသေးလေးအဲ့တသေးလေးတွေသူတို့အဲ့အထဲထဲကိုလွတ်ပြီးတော့အထဲမှာဘာရှိလဲဆိုပြီးသူတို့ကစူးစမ်းလေ့လာတယ်ဗျာဒီ architecture တွေကအဲ့စက်ရုပ်သေးသေးလေးတွေအထဲထဲလွတ်ပြီးတော့ဘာရှိလဲဆိုပြီးစူးစမ်းလေ့လာတယ်အဲ့လိုလေ့လာကြည့်တဲ့အပေါ်မှာဒီအထဲထဲမှာဗျာယန္တနာတက်တာရှိကြအောင်တွေးရှိခဲ့ရတယ် ဒီဘရင်ရဲ့စီးနေဥစ္စာတွေလားအထဲထဲမှာတကယ်ရွှေရှိတာမရှိလားဆိုတော့မသိသေးဘူးဗျာဒါပေမဲ့အဲ့နေရာဝင်လို့မရဘူးလူကဝင်လို့မရဘူးစက်ရုပ်တသေးလေးတွေထည့်ပြီးတော့ဒီကားပုံစံလေးဒီမီနီရိုဘော့တလေးထည့်ပြီးသူကစူးစမ်းလေ့လာနေတော့မယ်ဆိုတော့အထဲမှာတကယ်ရွှေရှိလားမရှိလားတော့မသိသေးဘူးပြီးတော့အထဲထဲမှာလည်းမမီရုပ်ထုတွေလည်းအများကြီးရှိတယ်ဒီအရင်တော့မြုပ်ခဲ့တဲ့ရုပ်ထုတွေလည်းအများကြီးရှိတယ်နောက်တဲ့အန်တာဂရောင်းတွေလည်းအများကြီးရှိတယ်ဗျာမြေရောက်လမ်းကြောင်းတွေလည်းအများကြီးရှိတယ်ပြီးတော့အရာကိုအန်အောဝဲကောင်းတာကကြတော့ဒီပိရမစ်ကိုဘယ်လိုတိဆောက်ထားတာလဲ အဲ့မှာတုံးတဲ့ကြောက်တုံးနေရဗျာအရန်ကိုလေးပြီးတော့အရန်ကိုမာကြော့တယ်ဗျာဆိုတော့ပပတ်လည်းကွင်းပြင်ပဲရှိတယ်ဒီကြောက်တုံးတွေသူတို့ကဘလူရလာလဲဘေးကနေသူတို့တက်လာတာလဲဆိုပြီးတော့မေကွန်းတွေလည်းအများကြီးထွက်တယ်ပြီးတော့တချို့ကြောက်တုံးတွေက၁၆နံတန်တောင် လေးတယ်၁၆နံတန်ဆိုတာနည်းနည်းတော့အလေးမဟုတ်ဘူးเนาะကျောင်းဒီ fork clip view မှာ fork clip ဆိုတာဒီပစ္စည်းတွေဝိမ့်မာတဲ့ဒီ fork clip crane ပေါ့ဗျာအဲ့ဒီ crane တော့မှာ၃တန်တော့၄တန်တော့၅တန်တော့အဲ့လိုပဲရှိတယ် မက်ဆီမမ်ကျွန်တော်တို့ဒီတွေ့ဘူးတဲ့ဥစ္စာတွေဆိုရင်ဒီဆောက်လုပ်ရင်မှာတုံးတဲ့ဒီကရိန်းတွေကျွန်တော်မြင်ဦးမှာပါအရှိအီးတွေပဲအဲ့ဒီကရိန်းတောင်မှာအဲ့ဒီ18တန်ကြောက်တော့အောင်သူကမနိုင်ဘူးဗျာအခုချိန်ထိမနိုင်ဘူးဒါလုံးဝ architecture တွေလုံးဝ proof လုပ်ထားတယ်ဗျာဒီရောက်လွန်ခဲ့တဲ့နှစ်၄တောင်လောက်မှာဒီရောက်တည်ဖို့တော့ဆိုပြီး technology ရှိခဲ့တာလားအဲ့မှာရှိရလူတွေကအရန်ကိုတန်ဆွမ်းနေရလားဘလို့တဲ့တာလဲဒီလောက်လေးတဲ့ကြောက်တုံးကိုတို့ကဘလို့တဲ့တာလဲဘေးကနေယူတာလဲပြီးတော့ကြောက်တုံးပေါင်းနှစ်သိန်းကျော်လဲတို့ကတိဆောက်တာဖြစ်တယ် ဒီ2သိန်းကျော်လုံးဘယ်ကနေရတာလဲအဲ့ဒီ2သိန်းကျော်ထဲမှာ9000လောက်က18တန်းကြောက်တုံးနေဖြစ်တယ်ဆိုတော့ဒီလောက်လေးနဲ့ကြောက်တုံးတွေကိုသူတို့ကဘယ်ကနေယူရလဲဒီလောက်ကြောက်တုံးတွေအများကြီးသူတို့ဘယ်ကနေဖန်တီးရလဲပြီးတော့အဲ့ဒီကြောက်ခဲတွေကိုကြည့်မယ်ဆိုရင်ဗျာကျွန်တော်ဒီ cube ပုံစံဖြစ်တယ် cube shape နဲ့ဖြစ်နေတာဆိုတော့ဒီ cube shape နဲ့ဖြစ်အောင်သူတို့ကဘယ်လိုဖန်တီးတာလဲဘယ်လိုတည်ဆောင်တာလဲအရာကိုအံ့ဩဖို့ကောင်းတယ်ဗျာပြီးတော့အဲ့ဒီကြောက်တုံးကိုတည်ဖို့အတွက်အဲ့ခင်မှာဆက်ပစ္စည်းတွေရှိခဲ့တာလားလူတွေရပဲအရန်တန်ဆွမ်းခဲ့တာလား ဘလို့လဲတော့မသိဘူးဗျာဒါလုံးဝဖြည့်ရှင်းလို့မရတဲ့မိကုန်နေပဲဖြစ်တယ်။နောက်ထပ်ဒီအားနဲ့ပုံတူဖြစ်တဲ့ pyramid ကိုပြန်ပြီးတိဆောက်ဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီမှာလေးလာနေတဲ့ architecture တွေကပြောထားတယ်။ဆိုတော့ pyramid အခုအရင်တော့ဗျာနှစ်၄00အရင်လောက်ကဒီအောင်တိဆောက်ထားတယ်ဗျာ။ဒါပေမဲ့အခုဒီလောက်တိုးတက်နေတဲ့ခင်မာလာမှာဗျာအဲ့ဒီ pyramid ကိုပြန်ပြီး recreation ဗျာအဲ့ဒီ pyramid နဲ့ပုံတူပြန်ဆောက်ဖို့တော့ကိုလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့သိပ္ပံပညာရှင်တွေကပြောထားတယ်။နောက်ထပ်ဖြည့်ရှင်းလို့မရတဲ့အရာတွေလည်းအများကြီးရှိတယ်။ အဲ့ဒီပိရမစ်ရဲ့အောက်မှာ underground city ရှိရဆိုပြီးတော့လဲ concept တွေအများကြီးထွက်တယ် theory တွေလည်းအများကြီးထွက်တယ်ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးသိချင်ဆိုရင်ကျွန်တော်ကမှမှာ party လို့မှတ်ငတ်ပေးပါဒီလိုမျိုးအကြောင်းလေးသိချင်ဆိုရင်ကျွန်တော် Milky Vision Channel ကို subscribe and follow လုပ်ခဲ့ပြီးနောက်တစ်ပိုင်းသိချင်ဆိုတော့ကမှမှတ်ငတ်ပေးအားလုံးပဲ